ဒီပြည်ကများခင်ဗျာ NLD ဆိုရတဲ့ကနေပြီးတော့ကျွန်တော်တို့ဒါကျင်ညာလိုက်တဲ့စီးရင်ထက်မှာကျွန်တော်တို့တိုင်းရင်းသားရေးရဝန်ကြီးဌာနဆိုတာကျွန်တော်တို့ဝန်ကြီးဌာနအစ်တစ်ခုပေါ်လာပါတယ်အဲ့ဒီဝန်ကြီးဌာနအစ်တစ်ပေါ်လာတာ ਨੇ ပတ်သက်ပြီးပြည်သူလူထုကြားထမ်းမှာအကောင့်မြင်ရှုတာကမြင်နေကြတယ်လို့ချို့ကလည်းဟိုရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက်သူလိုသူလိုဖြစ်နေတဲ့အခြေအနေမျိုးတွေလည်းရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Monitoring Agency ရဲ့ Editor Editor တူဦးဖြစ်တဲ့ ကိုပညာအောင်နဲ့ကျွန်တော်တိဆုံမင်းများတောင်းမှာဖြစ်ပါတယ်။ကိုပညာမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ခင်ဗျာ။ကျွန်တော်တို့ဒီပြည်တွင်းအဓိပက2060ရောက်တွင်းမှာကျွန်တော်တို့တိုင်းသားရေးရဝန်ကြီးဌာနဆိုတာအခုကျွန်တော်ပေါ်ပေါက်လာပြီပေါ့နော်။အဲ့တော့ဟိုဒီ NLD ဆိုရတဲ့ကနေပြီးတော့အခုလိုတိုင်းသားရေးရဝန်ကြီးဌာနအစ်တစ်ခုထူထောင်လာတဲ့အပေါ်မှာကိုပညာအောင်အနေနဲ့ဘယ်လိုမြင်လဲ။ဟုတ်ကဲ့ကျွန်တော်လည်းတိတ်ကိုစိတ်ဝင်စားပါတယ်။ဟုတ်ကဲ့။ဘာလဲဆိုတော့ ပြီးခဲ့တဲ့ကာလဒီမှာဒီဝန်ကြီးဌာနဆိုတာမရှိခဲ့ဘူးဟုတ်ကဲ့မရှိခဲ့တော့အခုကဒီဝန်ကြီးဌာနဒီနာမည်သစ်နဲ့ပြောင်းနေပေါ်လာတော့ကျွန်တော်လည်းအထူးဆန်းကြီးဖြစ်နေတယ်ဟုတ်ဖြစ်တော့ဒီဝန်ကြီးဌာနကမရှိခဲ့ဘူးတဲ့ဝန်ကြီးဌာနအသည့်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စဉ်းစားတာပေါ့စဉ်းစားတော့ဒေါန်ဆန်းစုကြည်ရဲ့အစိုးရသူပြောခဲ့တဲ့စကားတွေမှရှိတယ်သူကပြည်တွင်းငြိမ်းချမ်းရေးကိုသူကအတေကအကောင်နဲ့ခေါ်ရမှာရှိတယ်ရှိတော့ အရင်တော့ကကြာတော့ကျွန်တော်တို့ပြည်တွင်းညဉ့်ညမ်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ကာလမှာဖွဲ့စည်းခဲ့တဲ့အားတွေပဲရှိပါတယ်အခုကကြာတော့ဝန်ကြီးဌာနတခုတည်သံကိုတိုင်းနာရေးရာဆိုတော့သူကဒီကိစ္စကိုထဲထဲဝင်ဝင်သူကင်တွယ်ဖို့ဒါကိုသူကဒီဝန်ကြီးဌာနကိုဖွဲ့စည်းတယ်လို့ကျွန်တော်နေမြင်တယ်ဟုတ်ကဲ့ဒါပထမချက်အဲ့တော့ဒီဆိုရင်တာက တိုင်းသားရေးဝန်ကြီးဌာနကပြည်တွင်းညီညွတ်ရေး issue ပဲအဓိက focus လုပ်ပြီးခြံသွားမဲ့ဆိုတဲ့အမြင်မျိုးလားကျွန်တော်ပထမအဲ့ဒါကိုကျွန်တော်ပထမဦးစားပေးတဲ့လုပ်ငန်းဆိုဟုတ်ကဲ့ဒါကိုပဲကျွန်တော်မြင်တယ်ဟုတ်ကဲ့ပြီးခဲ့တဲ့ကာလမှာဆိုရင်တိုင်းသားရေးဝန်ကြီးဆိုတာတက်ဆိုင်ရကျွန်တော်တို့ပြည်နယ်မှာရှိတယ်ပြည်နယ်နဲ့တိုင်းနယ်မှာပဲရှိတယ်ဟုတ်ကဲ့ဆာဘေးရင်ကျိမှုနဲ့ပတ်သက်တာလို့သူတိုင်းသားရေးရရူရတလေးနဲ့ပတ်သက်တာတို့ရှိတာပေါ့လေဒါမဲ့ဒီကိစ္စကြတော့ပြည်တော်စုအစီဟုတ်ကဲ့ပြည်တော်စုအစီဆိုတော့ တာမန်ဒီစာပေရင်းကြီးမှုနဲ့ကိစ္စမျိုးမဟုတ်တော့ဘူးဆိုတော့ကျွန်တော်အရေးကြီးတာကလေကျွန်တော်နိုင်ငံမှာဒီပြည်တွင်းငြိမ်းချမ်းရေးဆိုတာမရကိုမဖြစ်ဘူးရကိုရမှာတိဆောက်နိုင်မှာဆိုတော့အဲ့ဒါကိုပြည်ပြင်းလုံနိုင်ဖို့တောင်ဆန်းစုကြည်ကဒါကိုသူကဒါအဓိကထားပြီးတော့သူလှုပ်ဆောင်နေတယ်လို့ကျွန်တော်အခက်ကမှုဟုတ်ကဲ့ပါအဲ့တော့ဒီဝန်ကြီးဌာနပေါ်လာတဲ့အပေါ်မှာအချို့ကလည်းအကောင်းမြင်ကြတာပဲဒါတိုင်းရင်းသား နဲ့ရေးနေပြတဲ့ပြီးတကယ်ကိုတိချာချာလောက်တော့မှာပေါ့နော်ဆိုတော့အော်ဒါပေမဲ့တစ်ဖက်ကလည်းဒီကောင်လက်တွေ့ကောင်တယ်ပေါ့မူပိုင်းမှာဘယ်လိုလောက်သွားမယ်ဆိုတော့သူတို့ရှင်းရှင်းလင်းလင်းတော့မသိရသေးဘူးပါဗျာဆိုတော့အဲ့တော့တစ်ဖက်ကလည်းဒါဝေဖန်မှုတွေရပါလားဆိုတော့ဒါကဒီတိုင်းသားတွေကိုချွေတိတ်တဲ့သဘောလားနော်ဒါမှမဟုတ်ဒီညဉ့်ဉန်းလုပ်ငန်းစဉ်ဝယ်ဒီဝန်ကြီးဌာနပဲကန်တယ်သွားမလားခုနကပြောသလိုပေါ့ဆိုတော့ဟိုအဲ့လိုမျိုးတော့စိတ်ဝင်စားမှုတွေအများကြီးရှိတာပေါ့နော်ဆိုတော့ တကယ်တမ်းကြတော့ရောခုနပြောသလိုပေါ့ဟိုရင်စာပြင်ကြီးမှုအဆက်ကနေပြီးတော့ဒါပြင်းပြင်းချင်းချင်းလုပ်ငန်းစစ်တီကိုသူတက်တက်ဝင်ဝင်လွတ်နိုင်ပါမလားခုကကျွန်တော်သိရတယ်လို့ပေါ့ကျွန်တော်မှရရထားတဲ့တင်ရင်ချက်လက်တွေပတ်သက်ပြီးတော့အခုဝန်ကြီးဌာနကြတော့လက်ရှိမှာဆိုရလည်းမဖွဲ့နိုင်သေးဘူး။နောက်ဝန်ကြီးဌာနကိုလည်းမဖွဲ့နိုင်သေးဘူး။ဝန်ကြီးလိုပဲကျွန်တော်အဆိုဆိုတင်နေတဲ့ကာလလည်းရှိသေးတယ်။ဆိုတော့ဒီဌာနဘာလုပ်ရမလဲ။ ဟုတ်ပါလုပ်ငန်းစဉ်တွေချရမလဲဆိုတာလည်းတိကျကျွန်တော်မသိရသေးဘူးဒါပေမဲ့ကျွန်တော်အခက်ခတ်တာလောက်ပဲရနိုင်သေးတယ်ဒီကာလမှာဆိုတော့ကျွန်တော်ကြတော့အဓိကပြည်သူညီညာရေးဟုတ်ကဲ့ဒေါန်ဆန်းစုကြည်အနေနဲ့သူ့မှာသူ့ဖခင်ကိုကျောင်းဆန်းအကျွေးကြံနေတယ်ဟုတ်ကဲ့ပင်လုံးပင်လုံးဆိုတာကျွန်တော်ပထမအမြဲတမ်းအရင်ရင်နဲ့သူပြောခဲ့တယ်27ရာစုပင်လုံးကြီးလာကန်လို့ဒါဒါတွေကိုသူဥတီနေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်ကဲ့ အရင်ကလည်းအခါခွေးသိရင်သူအများအားပြောပြောခဲ့ပါတယ်ပြောပြီးတော့နိုင်ငံကြီးဒီရေကဟိုဟိုလိုရိမ့်ဒီလိုရိမ့်ဆိုတော့သူကမပြောဖြစ်တဲ့ကာလတွေရှိခဲ့တယ်ဆိုတော့ဒီဟာကိုကျွန်တော်ထင်တာကျွန်တော်အယူဆပါအဲ့ဒီ27ပင်လုံးကိုတွားနိုင်ဖို့အစစ်အစ်ကိုသူကယူမှန်းချက်ထားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ထားတယ်ခင်ဗျဟုတ်ကဲ့အဲဒီဝန်ကြီးဌာနကအလုံးသိတဲ့အချိန်မှာကျွန်တော်ပြီးခဲ့တဲ့တက်တန်းကကျွန်တော်တို့ဒီ ဟိုဥပဒေပြဋ္ဌာန်းခဲ့တဲ့တိုင်းရင်းသားလူမျိုးများခွေရီကောက်ွယ်ဆောက်ရှောက်မှုဥပဒေရနေပြီးတော့ဝန်ကြီးဌာနဖွဲ့ဥတွေဒါပုံမှန်တမှာဥပဒေထဲမှာပါရနေပြီးတော့ကျွန်တော်ဖြစ်လာတဲ့သဘောပါနော်ဟုတ်ပြီကြတဲ့တက်တန်းတော့မဖွဲ့စည်းနိုင်ခဲ့ဘူးဒီတက်တန်းကြမှာသာအစ်စ်ဖွဲ့တာပေါ့အဲ့ဒီကျွန်တော်တို့ဒီပြဋ္ဌာန်းခဲ့တဲ့ဒီတိုင်းရင်းသားလူမျိုးများခွေရီကောက်ွယ်ဆောက်ရှောက်ဥပဒေလေ့လာကြည့်လေတဲ့ခါကျတော့ဟိုဆိုတာဒီစာပေနဲ့ရည်ရွယ်မှုတိုင်းရင်းသားခွေရီတွေကိုသူတို့ကလည်းတော်တော်များများတော့ထက်ထားပါတယ်ဒါပေမဲ့ အကုန်လုံးခြုံမိမိနေကြတာတော့ဒါကတကယ်အနှစ်သာရတော့လူသေးတယ်ဆိုတော့သုံးသချက်တွေပဲရှိပါတယ်ဒီဥပဒေထက်မှာပြဋ္ဌာန်းချက်တကူကနည်းနည်းစိတ်ဝင်စားစရာကောင်းလို့ပါအဲ့ဒီမှာအခန်းလေးပုံမှန်၅ပါပေါ့ဗျာသူကဘာပြောထားလဲဆိုတော့ဒီတိုင်းရင်းသားဒေသတွေမှာပေါ့ဒါဒေသဖွံ့ဖြိုးရေးလုပ်တာပဲဖြစ်ဖြစ်စီမံကိန်းကြီးလုပ်တာပဲဖြစ်ဖြစ်ဒါစီးပွားရေးကုမ္ပဏီကြီးတွေလုပ်တာတန်ရန်စာတထုတ်ယူတာအဲ့လိုမျိုးလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်သက်ဆိုင်ရာဒေသခံတိုင်းရင်းသားတွေနဲ့ဒါပြည်ပြည်ဆိုရင်ချပြရမယ်ပြီးတော့ဆွေးနွေးညှိနှိုင်းပေါင်းစပ် ရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပါပါတယ်ဒါပေမဲ့အခုလက်တွေ့ကျွန်တော်တို့ဟိုတိတဲ့အတိုင်းပဲချုပ်နေရမှာပြဿနာတက်နေတာရှိပါတယ်ဒါကချုပ်စီရင်ဝန်ကြီးဌာနပဲလုပ်တယ်ဒါကဟိုယူနီမင်းနာမကော်မရှင်အတော့မသိတဲ့ဈေးထားလည်းမျိုးပေါ့နော်ဟိုဒီလိုဖြစ်နေတဲ့ခါကြတော့ဒီအစ်စ်တက်လာမဲ့ဒီတိုင်းတိုင်းရဲ့ဝန်ကြီးဌာနနေရတော့ LND ဆိုရနေတော့ဒီပြဿနာဖြစ်ရှင်းနိုင်မလို့ထင်ပြီးခဲ့တဲ့ဆိုရမှာရှင်ခုနကပြောတဲ့ချက်နဲ့အခုကျွန်တော်မွန်ပြည်နယ်မှာဂျုံတွေ့နေရတဲ့ဒီ ကြောက်မိသွေးကိစ္စတွေဆိုရင်အဲ့ဒီဒီဒေသကနေမသိပဲနဲ့အပေါ်ကနေပဲပြည်တော်စုဝန်ကြီးကပဲတော့တက်ဆိုင်နဲ့ပြည်တော်စုဝန်ကြီးကနေပဲ MOU တွေထိုးပြီးတော့တို့လောက်ဆောင်လုပ်ခဲ့တယ်ဒီလိုအခုအဲ့ဒီပြဿနာတွေကမပြီးသေးဘူးဒီကိစ္စကိုဒါတကယ်လို့လုတ်ပိုင်ခွေဒါဒီဝန်ကြီးဌာနမှာရှိခဲ့မယ်ဆိုရင်အခုဥပဒေပြဿနာချက်တိုင်းရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ကပို့တော့ ဟိုတိုင်းရင်းသားတွေအတွက်ပို့ပြီးတော့ဟုတ်ကဲ့အာရနိုင်မယ်ဟိုဒီဥပဒေဟိုအနာမတီခင်ကတော့တမျိုးပေါ့နော်အခုဒီဥပဒေက2015ဖေဖော်ဝါရီ24ရက်နေ့စပြီးတည်ထားတဲ့တွေ့ဒီနောက်ပိုင်းမှာဖြစ်လာတဲ့ကိစ္စတွေကြတော့ဒီဥပဒေကကင်တွေ့ပြီးတော့ဖြည့်ရှင်းလို့ရမှာပေါ့ရမှာပေါ့ဟုတ်ကဲ့အဲ့ဒါကြောင့်ဒီတိုင်းနိုင်ရဲ့ဝန်ကြီးဌာနမှာဒီကိစ္စတွေလည်းသူကင်တွေ့လို့ရမှာဆိုရင်တော့ကျွန်တော်တိုင်းနာတွေဖို့ဟာမနေဥစားပေါ့ဟုတ်ကဲ့ကြီးတွေကပို့ပြီးတော့ကောင်းလာတယ်မလို့ဟုတ်ပါဘူးဟုတ်ကဲ့ပါ နောက်တစ်ခုကမနေ့ကကျွန်တော်တို့ပြည်တော်စုလှတ်တော်မှာကျင်ညာလိုက်တဲ့ဝင်ကြီးတွေစီရင်တဲ့မှာကျွန်တော်တို့ဒါမွန်မွန်လေးရဲ့ကျွန်တော်တို့မွန်မျိုးသားတွေရဲ့ကျွန်တော်နိုင်ငံကြီးမှာထထဲဝင်ပါခဲ့တဲ့နိုင်သက်လွင်ပါလာတာကျွန်တော်တွေ့ရပါတယ်အဲဆိုတော့ဟိုအခုအခုထိတော့လူနဲ့ဌာနနဲ့တော့မတွေ့ရသေးဘူးဗျာဒါပေမဲ့အကုန်လုံးကဟိုရေပန်းစားနေရတော့တိပိနေတာတော့နိုင်သက်လွင်ကကျွန်တော်တို့ဒီတိုင်းသားကြီးရဲ့ဝင်ကြီးဖြစ်မယ်ဆိုတဲ့ခံမှန်းချက်တွေလည်းအမျိုးမျိုးပေါ်နေတော့အဲ့တော့ ဟိုဗညာအနေနဲ့မွန်လူမျိုးလေးဖြစ်တဲ့ခါကျတော့နိုင်သန်းလွင်နဲ့ပတ်သက်ပြီးတော့အတိအကျဟာလေးနည်းပြောပြပါလိမ့်မယ်ဟုတ်ကဲ့နိုင်သန်းလွင်ကြတော့ကျွန်တော်တို့ကသိခဲ့တာကနှစ်3 30ကျော်ပြီဟုတ်နဲ့သူကဘာလဲဆိုတော့ကျွန်တော်တတင်းဌာနမလုပ်ခင်ကတည်းကသူနဲ့လည်းရင်းနှီးဘူးပါလေရင်းနှီးခဲ့ပါလေသူကတော့မော်မျိုးသားလှုပ်ရှားမှုမော်မျိုးသားနဲ့ပတ်သက်လာရင်သူကဒီမော်မျိုးသားနေ့ကျင်းပတဲ့ဟာမှာဥပဒေတွေတောက်ချောက်လုပ်ခဲ့တယ်။ဟုတ်ကဲ့။နောက်သူကလည်း ါလဲဆိုတော့ចောင်းသားသူကဟိုမွန်မြိုင်ကောလိပ်ကចောင်းသားပေါ့ဖီလော့စဒတနီကဒီလာနေပြီလဲဆိုတော့သူကလည်းကျွန်တော်တို့ဒီမျိုးသားလှုပ်ရှားမှုမှာမွန်မျိုးသားနဲ့ပတ်သက်လာရင်တော့ထဲထဲဝင်လှုပ်ရှားခဲ့တယ်ဟုတ်ကဲ့ဒီက88မှာလဲသူကလည်းလှုပ်ရှားခဲ့တယ်သူ့အိမ်မှာပဲဒီ MMTF ပေါ့ မော်မျိုးသားဒီမိုကရေစီအဖွဲ့ဆက်ဖွဲ့ကျွန်တော်ကုစက်ရေကောက်ဘဲမှာပါခဲ့တာကုစက်ရေကောက်ဘဲမှာတိုင်နေ1988အော်တိုဘာလ17ရက်နေ့မှာဒီဒီပါတီအဖွဲ့တဲ့ခါမှာသူကဒုဥ္ထာပါခဲ့ဟုတ်ကဲ့ဒုဥ္ထာနဲ့သူ့အိမ်မှာပဲပါတီရောဟုတ်ကဲ့နောက်ကုစက်ရေကောက်ဘွဲ92မှာသူတို့ပါတီဖြတ်သိမ်းခံရတယ်ဖြတ်သိမ်းခံပြီးတော့သူတောက်လျှောက်အဲ့လိုပေါ့ဒီပါတီကတမျိုးမထင်မရှားဟုတ်ကဲ့နေခဲ့တယ်အဲ့ဒီကုစက်ရေကောက်ဘွဲမှာဒီနိုင်တဲ့လင် နိုင်လားရှုံးလားရှုံးတယ်မော်မြိုင်ရဲ့ဒီမော်မြိုင်ရဲ့ဒီမောင်မြိုင်မှာမဲဆန္ဒမဲဆန္ဒနဲ့ဟောဟုတ်ကဲ့ခုဟုတ်တယ်ဆိုတော့ဒီမြောက်ဘက်ချမ်းမှာဟုတ်ကဲ့ရှုံးပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဲ့တော့ကုစားရေကောက်ပွဲကြတော့ဒီ2010 2010ရေကောက်ပွဲကြတော့မဝင်တော့ဘူးသူတို့2010ရေကောက်ပွဲမှာ MMDF အမျိုးမျိုးသားဒီမိုကရေစီအဖွဲ့ကမှတ်ပုံမတင်ဘူးဟာဟော NLD လို့အော်ဟုတ်ပြီအရင်တော့သူတို့ CRPP CRPP UNA အဲ UNA ပေါ့အဲ UNA မှာကြတော့နေသက်လွန်ကုစားလေ MMDF ရဲ့ကိုယ်စားလှယ်အနေနဲ့ပါဝင်ခဲ့တယ်ဟုတ်ကဲ့အဲ့ဒါဒီကြောက်ပဲတောင်ဆန်းစုကြည်နဲ့ဆိုရင်တို့တောက်လျှောက်မဟာမိတ်မဟာမိတ်အခုဒီ LND ဆိုရရဲ့ခင်းချင်းကြည့်လိုက်မယ်ဆိုရင်ဒီပဲဒီအခုအတိုင်းသားတွေတောင်ပေးတဲ့နေရာမှာသူလည်းအရင်လုဖို့ကံပဲဟောင်းနေပြတဲ့လူတွေဦးစားပေးထားတာတွေ့ပဲလေကျွန်တော်တို့ဒီမြူသာလွတ်တော်ကဦးအေးသာအောင်ဆိုရင်လည်းဒါတကယ်အကျတ်တက်ကလာမှာရင်ဆိုင်ခဲ့ရတဲ့လူကုနာလူပေါ်ကုနေတဲ့လင်ဆိုရင်လည်းဒါဘာပြောပြီးနေကန်နဲ့တူတူပေါ့နော်ဆိုတော့ ော့ပါလာတဲ့လူတွေပေါ့နော်ဆိုတော့ဟိုခြုံချောင်းခြုံပြီးတော့ကြီးလိုက်မယ်ဆိုရင်တော့ဒါတော့အဆန်းစုကြည်တို့တဲ့ဝိသဒီမိုကရေစီဖွဲ့ချုပ်နေနေဒါတိုင်းသားတွေကိုယ့်ရဲ့လုပ်ဖို့ကံဖက်တွေနေရတော်တော်များများပြည့်လက်တဲ့တပေါ့ပေါ့နော်အဲ့တော့အဲ့ဆိုတကယ်လို့နိုင်တဲ့လူင်ကရောဒီတိုင်းသားရဲ့ဝန်ကြီးတကယ်ပဲဖြစ်သွားပြီဆိုရင်ရောသူကလက်ရှိကသူစီးပွားရေးလုပ်ငန်းကြီးတွေရှိတယ်လေဆိုတော့ကကြတော့တကယ်တဲ့နိုင်ငံကြီးထက်မှာရော ခုလိုခြေခံခံနဲ့ဆက်ပြီးလုပ်သွားနိုင်မလို့ထင်လား။ तू ကတော့စီးပွားရေးလုပ်မယ်သူကိုယ်တိုင်မလုပ်ပါဘူး။သူရဲ့မိသားစုပဲလုပ်ပါတယ်။ဟုတ်ကဲ့။ तू ကတော့နိုင်ငံရေးမှာပဲ तू ကနေတယ်။ဟုတ်ကဲ့။ဆိုတော့ तू က2012ခုနှစ်မှာမော်ဘီလစ်ပါတီနဲ့ဆိုရငင်းချမ်းရေးအဖြစ်ကရစီလုပ်တဲ့ဒီနယ်စစ်ပြည်တော်စုအစီမှာလက်မှတ်ရေးတော်ပွဲမှာ तू ကနေပြီးတော့အကျိုးတော်ဆောင်ပါခဲ့တယ်။ဟုတ်ကဲ့။ငင်းချမ်းရေးကိစ္စမှာငင်းချမ်းရေးကိစ္စအလားတူပဲဒီချင်းမိုင် UFC စီဝေးတွေမှာ UNA ကိုယ်စားလှယ်အနေနဲ့လည်းသူတက်ခဲ့ဘူးပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့ဒီငင်းချမ်းရေးကိစ္စဒီတိုင်းနာရေးရကိစ္စမှာကြတော့ तू ကကျွန်တော်တို့နားအများကြီးနားလေ။ဟုတ်ကဲ့။နောက်သူ့မှာတော့သူ့ရဲ့ပင်ကိုဇေယျတခုရှိတယ်။အားလုံးနဲ့ flexible ဖြစ်အောင်ပေါင်းနိုင်တယ်။ तू ကသူ့သူ့ရဲ့စကားပြောဆိုမှလည်း तू လိုသူ့ရဲ့လိုအပ်ချက်ကိုပဲ तू အသေးစိတ်မတင်ဘူး။ဟုတ်ကဲ့။နောက်ပြီးတော့ तू ကလည်းငွေကြီးတတ်နိုင်တယ်။သူများ ထည့်ရင်သူလည်းထည့်နိုင်တယ်ဟုတ်ကဲ့အဲ့ဒါကြောင့်အဲ့ဆိုပေါင်းအပေါင်းအသင်းနေနဲ့သူသူကြတော့ကျွန်တော်တို့အများမှဆိုတော့နိုင်ငံကောင်ရှိတယ်ဟုတ်ဆိုတော့သူကလည်းပြောလိုက်ရင်ဘာလဲဆိုတော့ကျွန်တော်တို့ဒီငင်းချမ်းရေးကိစ္စမှာသူကအများကြီးနားလဲတယ်ပမာကြီးကိစ္စတွေလက်ရှိနိုင်ငံရေးအခင်းကြီးအများကြီးနားလဲတယ်အဲ့ဒါကြောင့်ပါကျွန်တော်စောက်ကြည့်ရစောက်ကြည့်အောင်ပါဟုတ်သူကအခုဒီ မော်မြေသားပါတီမှာလည်းသူဒုက္ခထောက်နော်ဟုတ်ကဲ့အခုလက်ရှိမှာလေးပေါက်၆ပါပဲဟုတ်ကဲ့အဲ့တော့အခုဒီမှာအခုကျွန်တော်တို့ဒီပြည်ထရွေးကောက်ပွဲမှာကျွန်တော်မော်ပြည်နယ်မှာဆိုတော့မော်ပါတီကကျွန်တော်သုံးခုလို့ဖြစ်နေတယ်ပေါ့နော်ဟုတ်ကဲ့အများစုကတော့ဒါဟိုစီလုံးညီညွတ်မှုအနေနဲ့ကျွန်တော်ပေါင်းသိနေတယ်ပေါ့နော်ဒါပေမဲ့အခုတိအဲ့ဒီပေါင်းလို့မရတဲ့အခြေအနေလေးကဘာဘယ်လိုဖြစ်နေလို့လဲကျွန်တော်တို့ပေါင်းလို့မရတဲ့အခြေအနေကတော့အဲ့ဒါအမှန်မှန်အခုအချင်းချင်းတွေပဲဟုတ်ကဲ့ပေါင်းလို့မရတာကဟိုအရင် ဒီပါတီတွေက policy ဘိုင်းရလဲတိတ်ပြီးတော့ကွဲပြားတာမဟုတ်ပါဘူးဟုတ်ကဲ့ဟုတ်ပါဒါပေမဲ့ကျွန်တော်တို့ထင်တာကျွန်တော်အယူဆဟုတ်ကဲ့ပုံကူရေးရတယ်ဟုတ်အချို့ကပုံကူရေးအော်ပုံကူရေးပိုင်းတယ်ပေါ့တိတ်ပိုင်းမဲ့ဆိုင်ဟုတ်ကဲ့ဒီအလဲလက်နဲ့အောက်ခြေဘာမှမဆိုင်ဟုတ်ကဲ့အခုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီအခုလိုတိုင်းသားရေးရဝန်ကြီးဌာနပေါ်လာတဲ့အပေါ်မှာကျွန်တော်တို့မွန်မြူသားတရားဖြစ်တဲ့နိုင်သက်လွင်လေဒါရာထခံရတဲ့နေထိုင်ရှိနေတဲ့ပုံမှာခြုံငုံသုံးသပ်ချက်လေးပေါ့ဟိုနိုင်မကြောက်နေဘူး ောချင်ပါလေခင်ဗျတော့ညှော်လေးတာပေါ့နော်ညှော်လေးတယ်ဆိုတာဒီငင်းချမ်းကြီးလုပ်ငန်းစဉ်ကပြီးခဲ့တဲ့ဆူရကာလမှာတိတ်ပြီးတော့မအောင်မြင်ခဲ့လို့ကျန်ကျန်တဲ့ဖွယ်ကြီးကျန်ခဲ့တယ်ဆိုတော့ဒီရှေ့ဆက်မှာကျတော့ဒီဝန်ကြီးဌာနပေါ်လာမယ်ဒီဆိုတော့ United Nations ဝန်ကြီးအနေနဲ့လဲဒီကိစ္စလဲသူနားလေထားတယ်နားလေထားတော့သူ့အနေနဲ့လဲအဓိကဥဆောင်မှာက တောင်းဆန်းစုကြည်ကဥဆောင်ပါဒီဒီကိစ္စကသူကနေပြီးတော့ဝန်ကြီးတပါပဲတောင်းဆန်းရေတွေ့ပြီးတော့လှုပ်သွားမှကျွန်တော်နားလဲတယ်အဲ့ဒါကြောင့်ဆိုတော့ဒီအញ្ញញကြီးအချိန်ကပို့ပြီးတော့ကျွန်တော်တို့ကအရင်ကာလထက်ပိုကောင်းလာမယ်တနိုင်ငံလုံးပြည်ခရဆယ်ကြီးကနေပြီးတော့ရှေ့ဆက်ကျွန်တော်တို့ဒီပြည်လုံးញ្ញញကြီးနောက်